ဟုတ်ကဲ့အားလုံးပဲမင်္ဂလာပေါင်းနဲ့ပြည့်စုံကြပါစေကိုစိတ်နှပွားဆွေလန်းချမ်းမြေ့ကြပါစေလို့ကျွန်တော်ရဲ့ဖြူစင်မြတ်တာ YouTube Channel လေးကိုလည်းခေါ်ဆက်သွားပါတယ်ခင်ဗျာအခုဒီကနေ့မှဆိုရင်ကျွန်တော်တို့ဆက်လက်ပြီးတော့အစောနာကကျွန်တော်တို့ဒီမော်တာအကြောင်းလေးအနည်းငယ်ပြောသွားရဲပေါ့နော်ဒါဆိုရင်ကျွန်တော်တို့ပထမဗီဒီယိုဖိုင်မှာပြောခဲ့တဲ့အတိုင်းတော့ကျွန်တော်တို့ကဒီရေဝင်သွားပြီးတော့ဒီမှာဆိုရင်ခြိထားတဲ့ကျိုးတွေတောင်ပြတ်ကုန်ပြီပေါ့နော်ကျွန်တော်စိတ်ထင်တော့ဒီကြည့်ရတဲ့အနေထားအရောလေ ကင်လိုက်လို့ရှိရင်ကျွန်တော်ဒီဟာကိုအလူမီနီယံလို့တော့ထင်ထားတယ်ပေါ့နော်အဲ့ဒါဆိုရင်ဟုတ်မဟုတ်ကိုကျွန်တော်တို့ကဒီကောင်ဆိုရင်ကျွန်တော်တို့ဒီ RPN Leno လေးကိုပြန်ကြည့်မယ်ဆိုရင်ကျွန်တော်တို့ကအာဒီမှာလဲသူ capacitor ရဲ့အနေထားလေးကိုပြထားတကား2ပိုးပေါ့နော် efficacy ချိန်နှုန်းလေးက60လို့တော့ရေးပြထားတယ်ပေါ့ဒါပေမဲ့ကျွန်တော်တို့က50နဲ့အတုပ်ပြမယ်ဆိုလဲရတယ်ပေါ့နည်းနည်းတော့ပူမယ် အဲပြီးွားလို့ရှိရင်ဒီမှာ coin ရဲ့စစ်သွင်းမှုပုံစံလေးတွေကအစကျွန်တော်တို့အကုန်လုံးဒီကအနှဲငယ်လေးပြထားတယ်ပေါ့နော်ဒီနေရာမှာဆိုရင်အဲ30မိကို450ဘု55 UF အဲ900ဘုအဲအဲ့လိုလေးတွေပြထားပါတယ်နော်ပြီးွားလို့ဆိုရင် RPL နှုန်းလေးဘုဒိတ်ပေါ့နော်အဲ့တော့ဒီ coin ကိုကျွန်တော်တို့ကပတ်ပြီဆိုရင်ကျွန်တော်တို့ဒီမှာ star coin ရဲ့ဒီအခန်းလေးတွေကို ကြီးတွေ့ထားရမှာပေါ့နော်ဒီမှာကျွန်တော်ကြီးမယ်ဆိုရင်10 3 4 5 6ဆိုတော့တချမ်းဝင်ကြီးလိုက်လို့ဆိုဟုတ်ပြီဒီဘက်မှာ6ဟိုဘက်မှာ6ဆိုရင်ကျွန်တော်က6နဲ့6နဲ့ပေါင်းရင်7နဲ့ဆိုတော့တီးသွားတဲ့ခါကျတော့ဒီမှာ7နဲ့ပြီးရင်နှိမ့်နှုတ်မယ်10နှိမ့်နှုတ်မယ်8အဲပြီးရင်6အဲဒါဆိုရင်6 6 10 7နဲ့ပေါ့နော်အဲအဲ့လိုလေးဒါဆိုရင်ကျွန်တော်တို့ဒီမှာကိုဖျက်ကြည့်မယ်ပေါ့နော်ဒါလည်းပဲကျွန်တော်ရဲ့ဆရာကိုစံလေးမလို့မြန်တာပြောထားတဲ့အတိုင်းလေးတိုင်းကျွန်တော်တို့ကပြန်ပြီးတော့ အညီကိုများကိုပြန်ပြီးတော့ပြောပြတာဖြစ်ပါတယ်။အဖျက်ပြီပေါ့နော်။ဒါကြောင့်ဆိုရင်ဒီအာဝါယာကျိုးလေးတွေပါခင်ဗျာနော်ကြီးကျိုးလေးတွေပါကျွန်တော်ထင်မှတ်သွားပါတယ်။ Okay ဒါဆိုရင်ကျွန်တော်တို့ဒီမှာ꽌ကျိုးလေးတွေကိုကျွန်တော်တို့ကသူ့နဲ့ဖြန့်လိုက်တဲ့မြောင်းကအနေထားလေးတွေကိုကျွန်တော်တို့ကမှန်အောင်ဒီကြီးကျိုးလေးတွေကိုကျွန်တော်ဆွဲထုတ်မယ်။ ီ꽌ကတော့လောင်သွားတာတော့မဟုတ်ဘူးပေါ့ခင်ဗျာဒါပေမဲ့ရေဝင်သွားတဲ့အတွက်ကျွန်တော်ကတော့ရပြီးတော့ပတ်လိုက်မယ်ပေါ့နော် Okay အဲ့ဆိုကျွန်တော်ဒီကောင်ကိုအခုဒီမျိုးဒီလိုပုံစံမျိုးကျွန်တော်ကလန်တင်ပြရမှာဖြစ်ပါတယ်နော်ဒါကြတော့အောက်ကနေအဲကွန်နဲ့ကပ်ပြီးပါလာတာပေါ့ဒါဆိုရင်ကျွန်တော်တို့ကကွိုင်းကိုရှင်းတဲ့အခါမှာ sorry နော် သူ့ရဲ့ကျွန်တော်တို့ဒီအခန်းအထဲမှာရှိရမယ်ဒီမြောင်းထဲမှာပါတဲ့အည်တွေ့လေးတွေကိုကျွန်တော်တို့ကရည်ရည်ဖို့အတွက်ကိုကျွန်တော်တို့ကဒီတမြောင်းဆိုရင်ဒီမှာဒီတမြောင်းလေးဆင်းအောင်ကျွန်တော်တို့ကကြီးလိုက်ရမှာဖြစ်ပါတယ်နော်ဒီဘက်တဆန်အခန်းကဟာဒီစနစ်အခန်းမှာလာပြီးရောနေတာတို့ဘာလို့မဖြစ်ရဘူးပေါ့နော်ဖြစ်လို့ရှိရင်ကျွန်တော်တို့ကအည်တွေ့အေး ထည့်တဲ့အခါမှာမြောင်းကျင်းလို့ရှိရင်ကြက်တော်တို့လူအပ်တော်တို့ခြောင်တော်တို့ဖြစ်ကုန်မယ်ပေါ့နော်အခုဒါဆိုရင်ဒါကျွန်တော်တို့စနစ်အခန်းကတိတန်တစ်ခုကိုကျွန်တော်ကယူထုံးလိုက်ပြီးလို့ရှိရင်ဒီတစ်ခုတည်းကိုပဲကပ်ပြီးတော့ယူထုံးလိုက်လို့လည်းရပါတယ်ခင်ဗျာနော်ဒါဆိုရင်စနစ်မြောင်းမှာပါတဲ့အည်တဲကိုကျွန်တော်တို့ရမယ်အဲ့တော့စနစ်ကနေထုံးလာတယ်ဆိုတော့ကျွန်တော်ကဒီ စိုက်နှစ်အခန်းမှာအပင်ရေဘယ်လောက်ထိရှိတယ်ဆိုတော့ကျွန်တော်ကြည့်ရပါတော့ဒီမှာကျွန်တော်တို့ကဒီထဲကိုအာရေဝင်ထားတဲ့အတွက်ကျွန်တော်တို့ရေစိတ်သုံးလို့ရှိရင်ဒီမှာလည်းပဲစစ်ကူတွေပျော်ကုန်ပြီပေါ့နော်အဲအဲ့လိုမျိုးဒါကြောင့်မို့လို့ကျွန်တော်တို့ကပိုက်ပြပန့်လိုက်ခြင်းပဲဖြစ်ပါတယ်ခင်ဗျာနော်အဲဆိုဒီခါမှာရှိတဲ့ဟာကိုကျွန်တော်ကရေတွေ့ဘယ်လောက်ရှိလဲဆိုတော့ရေကြည့်မယ်ပေါ့နော်ဒီအဲ ကဲဟုတ်ကဲ့ပါခင်ဗျာတို့ဒါဆိုရင်ကျွန်တော်ကဒီအချိန်လေးတွေမပုံသွားရအောင်ကျွန်တော်ကဒီမှာအဲမော်တာကွိုင်ရဲ့ကျွန်တော်တို့ဝိုင်ယာကျိုးလေးတွေကိုကျွန်တော်ရေးတွင်းလိုက်ပြီးဖြစ်ပါတယ်ခင်ဗျာနော်ဒါဆိုရင်ကျွန်တော်ကဒီမှာစတာကွိုင်မှာဆိုရင်ကျွန်တော်တို့က6ခန်းမှာ30နဲ့အဲပြီးသွားလို့ရှိရင်10ခန်းမှာ53 10ရဲ့အခန်းမှာကျွန်တော်89 10နှစ်မှာကျွန်တော်ကျွန်တော်85တိုက်ထားတဲ့ဝိုင်ယာကျိုးလေးကကျွန်တော် HWG ကျွန်တော်တို့26ဖြစ်ပါတယ်အဲပြီးသွားလို့ရှိရင်ကျွန်တော်တို့ running quiet မှာဆိုရင်ကျွန်တော်တို့က6ခန်းမှာ31 เนาะ10အခန်းမှာ53 30အခန်းမှာကျွန်တော်66အဲ7အခန်းမှာကျွန်တော်69ကင်ထားတဲ့ wire ကျူးလေးကကျွန်တော် SPG 23အဲဒါကြတော့ဒီကျွန်တော်တို့ single phase motor လေးကိုပတ်တဲ့ခါမှာအသုံးပြုရမယ်အရေးအတွက်နဲ့ကျွန်တော်တို့ coin နံပါတ်ကျူးလေးတွေပေါ့နော်ခုတည်းဆိုရင်ကျွန်တော်တို့ဒီမှာဒီမှာဆိုရင်ကျွန်တော်တို့က coin လေးတွေကိုတချို့တဝက်ကိုကျွန်တော်ကဖြတ်ပြီးတော့အရေးတွက်လေးတွေရေလိုက်ပြီပေါ့နော် ျွန်တော်အချိန်မကုန်ရအောင်ဒီဟာကြီးဖြတ်ပြီးတော့ရည်ပြနိုင်မယ်ဆိုရင်လည်းကျွန်တော်တို့ကဗီဒီယိုဖိုင်ကတော်တော်လေးရှည်သွားမယ်ပေါ့နော်ဒါကြောင့်မို့ကျွန်တော်ဒီဟာလေးတွေကိုအကုန်လုံးဖြတ်လိုက်မယ်ဟုတ်ကဲ့ဒါဆိုရင်ကျွန်တော်ကဒီဘက်တချမ်းကိုပေါ့တော့ကျွန်တော်တို့အကုန်လုံးဖြတ်လိုက်ပြီပေါ့နော်ကျွန်တော်ကကြာတော့ဒီ wire ဒီကိုဖြုတ်တဲ့ခါမှာဒီနှစ်ဖက်စလုံးကိုဖြတ်ပစ်လိုက်တော့ကျွန်တော်ကသဘောကျတယ်ပေါ့နော်အခုဒီမှာဆိုရင်ကျွန်တော်တို့ကဒီဟာကိုရိုက်ထုတ်ဖို့ဆိုရင်ကျွန်တော်တို့ကဒီမှာတစ်ခုနဲ့တစ်ခု ကော်ရီဘာညာကန့်နေတယ်ဆိုပြီးသူကတွဲနေတယ်ပေါ့နော်ညွှန်နေတယ်တိုင်ရုံးစင်လေးတွေတွဲနေတာအဲ့ဒါတော့ကျွန်တော်ကဒီပစ်ကိုလည်းပဲကျွန်တော်ကတော့ဖြတ်မှာပဲပေါ့နော်ဒါကျွန်တော်တို့ဒီဂီယာနဲ့တွဲထားတဲ့မော်တော်လေးပေါ့နော်ဘာကိုအတုပ်ပြူတယ်ဆိုတာကတော့ကျွန်တော်ကတော့မသိဘူးပေါ့နော် အလိုက်ဟုတ်ကဲ့ဒါဆိုရင်ကျွန်တော်ကဒီဘက်ကျိုးခေါင်းရှိတဲ့ဘက်ရပါတော့ဝါယာကျိုးထွက်တဲ့ဘက်ရလည်းပဲကျွန်တော်ကအခွင့်လုံးကိုကျွန်တော်တို့ဖျက်လိုက်ပြီးဖြစ်ပါတယ်ခင်ဗျာနော်ဒါပြီးဆုံးသွားပြီအဲ့ဒါဆိုရင်အခုလိုမျိုးပြီးသွားတဲ့အခါမှာဆိုရင်ကျွန်တော်တို့ကဒီမှာလွယ်လွင့်တကူပေါ့နော်သူ့ကိုအဲတန်ရုံးစင်ဟိုဘက်ဒီဘက်ဒီခုဒီမှာဆိုရင်ပေါ့နော်ကျွန်တော်ကဒီကောင်ကိုမဖြတ်ထားဘူးဆိုရင်ကျွန်တော်ဒီဘက်ကိုတောလို့ရှိရတယ်ဒီမှာတော့ဒီမှာအဲဒီကကော်တွေနဲ့ဆက်သွယ်လို့ရှိသူကຫນွယ်နေတယ်ပေါ့အဲ တင်းထားသလိုဖြစ်နေတယ်ခြောက်ထားသလိုဖြစ်နေတယ်ပေါ့နော်အခုဒီမှာဆိုရင်ကျွန်တော်တို့ကလွယ်လွယ်လေးဒီဟာလေးတွေကိုလည်းကျွန်တော်တို့ကဒါ quiet part တဲ့ခါမှာဆိုရင် quiet လေးတွေကိုခဏအရာကြီးတုတ်ထားဖို့ဆိုလည်းအတုတ်ပြုလို့ရတယ်ပေါ့နော်အဲဒါဆိုရင်ကျွန်တော်တို့ video file လေးကိုဒီမှာနှာခွင့်ပြပါခင်ဗျာနော်ကျွန်တော်တို့ဒီမှာအဲဒါလွယ်လွယ်လေးနဲ့ပဲကျွန်တော်တို့ကဒီမှာထုတ်လို့ရတာကိုတွေးမယ်ဒါမှမဟုတ်အလုံးတိုင်းလားဆိုတော့လည်းမဟုတ်ဘူးပေါ့တချို့အလုံးတွေကလည်းအဲကြက်တယ်ပေါ့နော်အဲ့တော့ဒီဒီဒီနီးဒီပုံစံလေးကကြတော့ကျွန်တော်ရဲ့ဒီစတိုင်လေးပေါ့ခင်ဗျာနော်ကျွန်တော်ကတော့ဒီလူကြီး အဲလှုပ်ထုတ်တာကိုသဘောကျတယ်ပေါ့နော်တချို့ဟာတွေကကြတော့လည်းပဲကျတယ်ပေါ့နော်အလုတ်ကြီးများဆိုရင်အဲ့ကိုအဲ့စီတာလို့ဘာလို့ဆိုရင်ဒါကျွန်တော်တို့ကော်အမကန်နဲ့လောင်းထားမယ်ဆိုတာဖြောက်ရနည်းနည်းတော့ခက်တယ်ပေါ့ဒါပေမဲ့ကျွန်တော်ဒီတိုင်းကိုတချို့တော်တန်ရုံဒီတင်းကြတဲ့အနေချင်းလေးများဆိုရင်ကျွန်တော်တင်တာလောက်ထည့်ပြီးလို့ဆိုရင်ထုတ်လို့ရတယ်ပေါ့နော်အခုဒီမှာဆိုရင်ကျွန်တော်တို့ရိုက်ထုတ်စရာမလိုပဲနဲ့ကျွန်တော်တို့ဒါပေမဲ့အခုနောက်မျိုးပဲဒီ꽌ကိုမဖြတ်ဘဲနဲ့ထုတ်မယ်ဆိုတော့ကျွန်တော်ဆွဲမယ်ဆိုလဲကျွန်တော်တို့ဒီကတစုံလုံးကိုတဲ့ ကလော်ရမှာဖြစ်ပါတယ်ဒါမှနှစ်ပင်စလုံးတင်လာမှာပဲ quay ကနှစ်ပင်စလုံးပေါ့နော်နှစ်ပင်စလုံးမဟုတ်ဘူးဟုတ်ကဲ့ဒီပေ quay ထည့်ထားတဲ့ကုမြောင်ထဲကဒီ6ခန်းတို့6ခန်းတို့ထဲကနေပြီးတော့ကျွန်တော်တို့ကဒီဘယ်ရောညာရောတစုံလုံးတပလိတ်ထဲထွက်လာရင်တော့အဆင်ပြေတယ်ပေါ့နော်ကဲဒီမှာပတ်လိုက်တာဒီက plastic လေးပျော်သွားတယ်ပျော်လို့ရှိရင်ဒါကျွန်တော်တို့ဒီ star quay နဲ့ runner quay ကိုသူကပြဿနာစားမဲ့ဘာညာပေါ့နော်ဒါကြောင့်မို့လို့ကျွန်တော်တို့ကဒီမှာ plastic လေးပျော်ကုန်ပြီပေါ့နော်ချီထားတဲ့ကျိုးတွေလည်းအကုန်လုံးပြတ်ကုန်တယ် ရေကတော့ဒီထက်ထိဝင်ထားတယ်ပေါ့နော်ဒါတန်ကြီးတွေအောင်တင်နေကုန်ပြီအခုဒါဆိုရင်ကျွန်တော်တို့ဒီမော်တာကိုကျွန်တော်တို့ဝိုင်ယာကိုမတန်းယူတဲ့အနေထားလေးကိုကျွန်တော်တို့ဒီမှာခေတ္တခဏရာနာခွဲပြပါခင်ဗျာတော့ကျွန်တော်တို့ဒီအပင်းနေလဲကျွန်တော်တို့ရဲ့ဝန္ဒနာတူဒီကွန်မြတ်တူချင်းစီကိုအထူးပဲကျေးဇူးတင်ပါတယ်ကျွန်တော်ရဲ့ဗီဒီယိုဖိုင်လေးမှာကြော်ညာလေးများဝင်ရဲကျွန်တော်တို့တီးခံပြီးတော့ခဏလေးစောင့်ကြည့်ပြီးဖို့လည်းမြေတားရခိုင်အပ်ပါတယ်ခင်ဗျာနော်ညမလို့ကျွန်တော်တို့ဒီတခြားတော့အဲကျွန်တော်တို့ကိုပန်ပိုးချင်ရတော့ဒီ ထဲမှာရှိတဲ့ဒါစတေကာလေးတွေပေါ့နော်အောက်မှာကျွန်တော်တို့ဒီကျေးဇူးတင်ချောင်းတို့အသေးပုတ်ပေးတော့မညာတို့ဒီပက်ဆန်ပေးပြီးတော့ပေးလို့ရတဲ့ဟာလေးလည်းရှိတယ်အဲတအားတော့မတိုက်တော့ပါဘူးမင်းတို့အဆင်ပြေမှာပေါ့နော်ဒါပေမဲ့ကျွန်တော်လည်းဒီကနေ YouTube ကနေရရှိလာတဲ့ပက်ဆန်ကိုကျွန်တော်အလွဲ့သုံးစားမလုပ်ပါဘူးမင်းတို့ကျွန်တော်တို့တန်နိုင်သလားကျွန်တော်တို့ဒီသာသနာပြုဥယျာဉ်ကိုအခွဲဝေလူတန်းပြုလို့ရှိရင်ကြံတဲ့ဟာကိုမှကျွန်တော်ကဒီမှာလူအပ်တာလေးတွေပြန်ဝယ်ပြီးတော့ဗီဒီယိုဖိုင်လေးတွေပြန်လုပ်ပြမယ်ပေါ့နော်အဲဒီမှာတဲ့ကျေးဇူးအားပေးနေတဲ့ညီပေါင်းများအားလုံးအထူးပဲကျေးဇူးတင်ပါတယ်အားလုံးပဲဆွေးနွေးချမ်းမြေကြပါစေခင်ဗျာ